တော့အဲ့လို mental strong တဲ့လူကိုမလုံးနဲ့ကြံ့ခိုင်မာကျော်တဲ့လူကိုခက်တော့လိုချင်တာထောက်ဖျားခင်ကလိုချင်တာဒါမှအခက်ခဲပြဿနာဒုက္ခကြုံလာရင်စိတ်တမကြပါဘူးဖျားခင်ကိုစွန့်ပြစ်မထောင်မတော်ဘူးဖျားခင်ကိုကြောခိုင်းမသွားပဲနဲ့မမမမရက်တည်မဲ့လူတွေကိုဖျားခင်ကြိုက်မကျွန်တော်တို့ယုံကြည်သူတွေကအခက်ခဲပြဿနာတစ်ခုကြုံလာရင်စိတ်တကြပါဘူး တော့ဘုရားတခင်ကအပြစ်မြင်ဘုရားခင်ကျွန်တော်ကိုဘာလို့ဒါတွေ့ကြုံစေလာလဲဒီလိုအခက်အခဲဒုက္ခပြဿနာကိုကျွန်တော်ကမှကျမကမှဘာလို့ကြုံလာလဲဘုရားခင်ကျွန်တော်ကျမကိုဆွန့်ပစ်ပြီးလားမချစ်တော့ဘူးလားသူများနေနဲ့မတူပဲကျမကိုဘာကြောင့်လဲကျွန်တော်ကိုဘာကြောင့်လဲမဟုတ်ဘူးကျွန်တော်ကျမကိုအလုံးကဘုရားခင်ကသူ့ရဲ့ခံနိုင်တဲ့အမိုင်းတာပမာဏကိုဘုရားခင်ကကျွန်တော်တို့ကိုပေးတွေ့ပါတယ် ပေးတယ်လို့ဆိုတာကျွန်တော်တို့ကိုပျက်စီးဖို့မဟုတ်ဘူး။ဖျားရခင်ကကျွန်တော်တို့ကိုတစ်ခါလေခက်ခဲခြင်းအခက်ခဲဒုက္ခဝေဒနာပူပန်ခြင်းတောကတွေကိုကျွန်တော်တို့ကိုကြုံခိုင်းတာကကျွန်တော်တို့က mentality မှာရစ်ချက်ဖို့ကြီးထွားဖို့တန်မာဖို့စိတ်တကြန့်ခိုင်ဖို့ဖြစ်တယ်။ဒါကိုနားမလည်တဲ့အခါမှာကြရှုံးနေပျော့ညံ့နေအာငယ်ပေါကများတယ်စိတ်သက်ကြီးကြ ဖခင်ကိုအပြစ်တင်လာတဲ့ခါမှာဘုရားသခင်ကအဲ့ဒီညာကျေးဇူးတရားနဲ့ပြန်ပြန်ဖုံးပြီးတော့ဆွဲခေါ်ဒါပေမဲ့သူလူဂျင်းတဲ့ level ကျင့်ကြံခိုင်တဲ့ level ကိုမရောက်တဲ့အသွက်ဟိုတောင်းဝင်တချို့တွေကိုပေးပြီးတော့ခိုင်းတော့မရအောင်ကျွန်တော်ပြောမယ်တကယ်ကိုကြီးမားတဲ့တောင်းကိုဘုရားကင်ပေးအပ်တဲ့လူကပေးအပ်ခြင်းခံရတဲ့လူအခုလက်ရှိမှာလည်းအဲ့လိုလူတွေလုံနေတဲ့လူတွေကိုသာကြည့်လိုက်အခုခေတ်မှာအမှုတော်မြတ်မှရဲ့ ထူးချွန်စွာလုံနေတဲ့လူတွေအမှုတော်မြတ်မှအောင်မြင်စွာကျင့်ကြံခံပြီးတော့လုံနေတဲ့လူတွေဖယားခင်ထားတဲ့နေပဲအတီးနိုင်ငံရေးစီးပွားရေးလူမှုရေးအမှုပညာအားကစားမှကျင့်ကြံခံလို့ရောက်တဲ့လူတွေကသူတို့ရဲ့အခက်အခဲပြဿနာကြုံတဲ့အခါမှာသူတို့ရဲ့နှလုံးသားကခြင်သိက်ကဲ့လို့ရဲရင်ပြီးတော့မကြောက်မရွံ့နဲ့ရင်ဆိုင်တဲ့လူကဖယားခင်ကကြီးမားတဲ့အခက်အခဲကိုအံတုခံနိုင်တယ်ကျင့်ကြံခံနိုင်တဲ့အတွက် ကြီးမားတဲ့တောင်းကိုပေးအပ်လိုက်တာဖြစ်တယ်။ကျွန်တော်တို့ကနည်းနည်းလေးခံရရင်ကြီးသွားကြ။ကျွန်တော်တို့ဖြစ်စားနေရရနော်။ဒုက္ခလေးတစ်ခုလေးမှကြုံလိုက်ဖျားခင်မလုတ်ပါနဲ့မလုတ်ပါနဲ့ဟိုးစတော့မလုတ်ပါနဲ့အဲ့လိုပုံစံမျိုးနဲ့ယုံကြည်သူတွေကဖြစ်နေတယ်။မဟုတ်ဖျားခင်ဖြစ်ချင်တာ very strong ။အဲ့တော့ခုနပေါ်လူကိုဆက်ကြည့်အောင် ဒါကတော့ထောင်ချနေနေမှာဗာပြောစင်အပြင်းလူကိုလမ်းခွန်အားပေးရဝမ်းမြောက်ပါဒဖန်ငါဆိုဒီကဝမ်းမြောက်ပါနောက်ဆုံးသူ့ရဲ့ဟိုရောမမှာနောက်ဆုံးသူနေခဲ့နေခဲ့တာမှာထောင်ထဲမှာနေခဲ့တာပါအကျင်းထဲမှာနေတယ်တရားတွေဟောတယ်နေအဲ့လိုဒုက္ခခံခဲ့ရတဲ့လူတယောက်ကဘာပြောခဲ့လဲဆိုရင်တဲ့ဘယ်လိုကက်ကဲဒုက္ခပြဿနာ ။ဩကဝေဒနာစင်ရဲ့ခြင်းကခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာနဲ့ငါ့ကိုဘယ်လိုလုပ်꽈စီနိုင်ပါလဲ။ဒါခရစ်တော်ကမွေးဖွားတဲ့သူကအဲ့လိုပဲနော်။ဖခင်တို့ကခရစ်တော်ကိုလည်းမွေးဖွားပေးတာဘယ်တမှာလို့အတွင်းထဲမှာမွေးဖွားပေးတဲ့သူကအဲ့လိုတတ်မှာ။နောက်ဆုံးသူဘာပြောသွားလဲဆိုရင်တေခြင်းဖြစ်စေရှင်ခြင်းဖြစ်စေအနှိမ့်ဖြစ်စေဘယ်လိုလဲအမြင့်ဖြစ်စေတောကဝိနာဘယ်လိုပဲဖြစ်ဖြစ်ဗျာ မိတိအရာကမယေရှုခရစ်တော်အားဖြင့်ငါ့ကိုငါအဖသာဝရအဖပြားခြင်းချစ်ခြင်းမေတ္တာနဲ့မကင်းကွာစေပြောချင်တာတော့ဒုက္ခပြဒနာတွေယာထဲမှာကြုံနေရပါမယ်သူရဲ့နေ့ရက်တိုင်းမှာခရစ်တော်ရဲ့မေတ္တာကိုခံစားနေရတယ်သူရဲ့နေ့ရက်တိုင်းမှာသာဝရအဖပြားခြင်းရဲ့မေတ္တာကိုခံစားနေရတယ်သူရဲ့လက်ရှိ present သူရှိနေတဲ့နေရာသူရဲ့ တည်ရှိတဲ့နေရာကတော့တောကရောက်ဝင်ပြဿနာရောက်ဝင်ဒုက္ခရောက်ဝင်အခက်ခဲရောက်ဝင်ဒါပေမဲ့အဲရောက်ဝင်တိုင်းမှာသူကနေရဲ့အတိုင်းမှာခံစားနေရတာခရစ်တော်ရဲ့မြစ်တာခရစ်တော်ရဲ့ချစ်ခြင်းအဖရဲ့ချစ်ခြင်းအဖရဲ့ကြည်ကျူတော်ခံစားနေတာမှာသူကအောင်မြင်နေတာဘာကြောင့်အဲမြစ်တာကြောင့်သူတည်နေလို့ယုံကြည်လို့ဖြစ်တယ်ဒါပေမဲ့အဲ့ဟာကလောကကိုအောင်မြင်ခြင်းကငါတို့ရဲ့ယုံကြည်ခြင်းပဲ သူ့ရဲ့ဖခင်ရဲ့မေတ္တာကိုတက်ဝင်ယုံကြည်တယ်။အဲ့လိုလူတွေကိုယေရှုခရစ်တော်ကမွေးဖွားပေးတာ။ယေရှုခရစ်တော်ကဖြစ်ပွားစေဒါရောက်ခုနမှကျွန်တော်အစမှပြောတယ်လို့ပဲ။ငါ့ကိုယုံကြည်ပြီးတော့ငါ့စကားကိုနားထောင်တဲ့လူကဘလို့လူဖြစ်လဲဆိုတာငါမင်းတို့ကိုပြတယ်။နာစကားကိုနားထောင်ငါ့ကိုယုံကြည်တော့ဘလို့လူတွေအဖြစ်ရက်တည်လဲဆိုတာ မင်းတို့ရှိမှငါပြမယ်ဆိုတော့ခရစ်တော်ကိုရေရေဝန်ပြ The night was young, he packed his bags to go. Left the note on top of the table illustrating his faults. It seemed like every time that he took a right, it was wrong. It's harder.